ကဲဒီနေ့နိုင်ငံတော်ပြည်ယာတိသာသနာတက္ကသိုလ်မှာလာရောက်ပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ပြုလုပ်ကြတဲ့ကုသိုလ်ကောင်းမှုရေမြတ်ကစစ်တက္ကသိုလ်ဘောလောင်းပင်တန်းအမှတ်စဉ်29တငယ်ချင်းများနဲ့မိသားစုဝင်များကသတ္တမအကျိမြောက်စုပေါင်းမဟာပုံကတိအလူမင်္ဂလာဖြစ်ပါတယ်ဒီကတိအလူမင်္ဂလာကို ရွှေပြည်သားမြို့နယ်မိုဟင်လန်းစစ်တညရက်ွက်ကန်ကြီးညောင်เจ้าကန်ကြီးညောင်เจ้าမှာတရင်သွုံတော်မူကြတဲ့ဆရာတော်နဲ့တကွတန်ဃာတို့များအဲ့ဒီတန်ဃာတို့များကိုကတင်လျာသင်္ကန်းဆက်ကလူတန်းချင်းဒုတိယအနေနဲ့ကြောက်တန်းမြို့မြင်သာရတရက်ွက်တစ္ဆာအောင်မြေအကြောင်းတက် ပဒါနနာယကဆရာတော်နဲ့တကွအဲ့ဒီအကြောင်းမှာတည်င်းသုံးတော်မူကြသောသံဃာတော်များကိုကထိန်လျာသင်္ကန်းဆက်ကလူတန်းခြင်းပြန်သံဃာတော်များဆွန်ဆက်ကလူရန်ခြင်းသင်္ကန်းနဝကမ္မဇာတိတော်လူတန်းဝေအပြားပြားတို့ကိုဆက်ကလူတန်းခြင်းဒါနကုသိုလ်ကောင်းမှုတွေတရဏဂုံသုံးပါးနဲ့ငါးပါးသီလအစောက်တည်ခြင်းသီလကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတဲ့အလူမင်္ဂလာ ဖြစ်ပါတဲ့ ဒီကတိအလူမင်္ဂလာအတွက်ဘုန်းကြီးအနုမောဒနာအဖြစ်နဲ့တရားကြီးဒကမကြီးတွေမိမိတို့ရဲ့အလုပ်ကိုမိမိတို့ဆောင်ရွက်တဲ့ကိစ္စကိုဝမ်းမြောက်ဝမ်းသာဖြစ်အားဖို့အတွက်အနုမောဒနာတရားဟောပေးပါမယ်လူလောကမှာ လူတွေဟာပစ္စည်းဥစ္စာတွေပိုင်ဆိုင်ကြတဲ့ စိန်တွေရွှေတွေငွေတွေကြောက်တမ်းမတမျှတွေအိမ်တွေတိုက်တွေမြေတွေစသည်အဖြစ်ဆိုင်ရာဆိုင်ရာပိုင်ဆိုင်မှုဆိုတာရှိကြတယ်အဲ့ဒီပိုင်ဆိုင်မှုတွေကိုဘုရားရှင်ကအဘုဒ္ဓကတိထိဆိုတဲ့အဝတိပြမှာသာသမီမရှိဘဲနဲ့နောက်ဆုံးမှာ ွယ်လွန်သားတဲ့တထေကြီးအဲ့ဒီတထေကြီးကိုအကြောင်းပြုပြီးတော့ဟောတော်မူခဲ့တဲ့တေသနာတော်ထဲမှာဘုရားရှင်တရားဓမ္မအပေါင်းသူတော်ကောင်းတွေကိုသိစေခြင်းတဲ့အချက်အလက်အိမ်မှာညွှန်ပြထားပါတယ်တရားဓမ္မတွေပန်ဆိုင်ရတဲ့ပစ္စည်းဥစ္စာတွေနာမည်တိုက်ပြီးပြောမယ်ဆိုရင်အဲ့တော့အများကြီးပေါ့စိန်တွေချွေတွေငွေတွေကြောက်တမ်းပဒမြတွေ လေရရာရိအိနေရကာရိစသည်အပြည့်အများကြီးဒါမဲ့လို့ဓမ္မသဘောနဲ့အုတ်စုခွဲလိုက်ရင်နှစ်စုပဲရှိတယ်ပစ္စည်းဥစ္စာတွေဘလောက်များများဓမ္မသဘောနဲ့အုတ်စုခွဲလိုက်ရင်နှစ်စုပဲရှိတယ်တစုကအယောင်လင်းအောင် ဆောင်ရွက်တဲ့ပစ္စည်းနဲ့နောက်တစုကအမောင်တွင်းကို ဆွဲကြတဲ့ပစ္စည်းဒီနှစ်ခုပဲရှိပါတယ်အကျဉ်းချုပ်လိုက်ရင်ပစ္စည်းဥစ္စာဆိုတာအအယောင်လင်းပစ္စည်းနဲ့အမှောက်တွင်းပစ္စည်းဒီနှမျိုးပဲရှိပါတယ်အဲ့တော့မိမိတို့ကိုမိမိတို့မှာရလာတဲ့ပစ္စည်းဥစ္စာတွေကိုအဲ့ဒီပစ္စည်းဥစ္စာတွေမိမိတို့ကသုံးဆွဲတတ်ရင် သုံးဆွဲတတ်တယ်လို့အယောင်လင်းတဲ့ပစ္စည်းတွေဖြစ်သွားတယ် ဲ့ဒီပစ္စည်းတွေအယောင်လင်းသွားတော့မိမိတို့ဘဝကိုလည်းပဲအယောင်လင်းသွားအောင်သူတို့ကဆောင်ရွက်ပေးတယ်ပစ္စည်းကတော့ဒီအတိုင်းပဲသုံးဆွဲတဲ့ပုံကိုပေါ်မှာမူတည်သွားတယ်အသုံးချတဲ့ပုံကိုပေါ်မှာမူတည်သွားတယ်အသုံးချတဲ့ပုံကိုကအကျိုးရှိအောင်အသုံးချတော့အယောင်လင်းပစ္စည်းဖြစ်သွားတယ်အသုံးမချတတ်ဘူးမသုံးတတ်ဘူးမဆွဲတတ်ဘူးဆိုရင်အဲ့ဒီပစ္စည်းဥစ္စာတိအမှောင်တွင်းပစ္စည်းဖြစ်သွားတယ် ကဲဒီတော့အယောင်လင်းတယ်အမောင်အမောင်တွင်းဖြစ်တယ်ဆိုတာဘာပြောတာလဲအယောင်လင်းတယ်ဆိုတာပစ္စုပန်ဘဝမှာလည်းပဲအဲ့ဒီပစ္စည်းဥစ္စာကိုအသုံးပြုပြီးတော့မိမိတို့ချမ်းချမ်းသာသာကိုချမ်းသာစိတ်ချမ်းသာဒီလိုသုံးတာနောင်တန္တရာအတွက်ကြည့်လိုက်ပြန်တော့လေဒီပစ္စည်းဥစ္စာတွေကိုသုံးဆွဲပြီးတော့လူဘဝနတ်ဘဝလို့ခေါ်တဲ့အယောင်လင်းတဲ့ သူဂတိဘဝဘုရားရှင်ကတမောဓမ္မသုံးမှာအယောင်လင်းတဲ့ဘဝအယောင်မှောင်တဲ့ဘဝအယောင်မိုက်တဲ့ဘဝဆိုပြီးတော့ခွဲခြားပြီးတော့ဟောတော်မူတတ်တယ်လူဘဝနတ်ဘဝမြမဘဝစတဲ့ဒီလို30ပုံမှာ အထက်တန်ဘဝတွေကိုအယောင်လင်းတဲ့ဘဝဒီလိုဘုရားရှင်ဟောတော်မူတဲ့အောက်ကအပယ်လဲပုံကြတော့အမှောင်ဘဝအမိုက်ဘဝ အဲ့တော့အပေလဲဘုံသည် အမိုက်ဘဝအမောင်ဘဝလူဘဝကစပြီးတော့အထက်အနက်မြမဘဝကြတော့အလင်းဘဝဒီလိုမိန့်တော်မူတာတဲ့အဲ့တော့ရမလို့ပစ္စည်းဥစ္စာတွေမိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအသုံးပြုတဲ့အခါမှာတန္တရာမှာမိမိတို့အတွက်ဒီပစ္စည်းဥစ္စာတွေက အလင်းဘဝကို ရောက်အောင် ဆိုပါတော့အတင်းဆုံးလူဘဝကိုရအောင်အထက်တန်းစားလူဘဝကိုရအောင်အထက်တန်းစားနိုင်ဘဝကိုရအောင်အထက်တန်းစားဗျာမဘဝကိုရအောင်ဒီပစ္စည်းဥစ္စာတွေကအထောက်ပံ့ပေးအောင်လုပ်နိုင်ပြီဆိုရင်အဲ့ဒီပစ္စည်းဥစ္စာတွေသည်အယောင်လဲပစ္စည်းတွေဒါအယောင်လဲနေအယောင်လဲအောင်မိမိတို့ကလုတ်တက်တော့အယောင်လဲသွားတဲ့မိမိတို့ဘဝဟာလည်းပဲတန်ត្រာမှာအယောင်လဲနေအာဒီတဲ့တစ်ဆင့်တက်ပြီးတော့ မဲ့အလဲဖော်အလဲနှိပ်ပိုင်းအလဲဒီအလဲတွေကိုရအောင် TPC တွေကိုအသုံးပြုပြီးတော့မိမိတို့ကဆောင်ရွက်ပြီးဆိုရင်အလဲဆုံးဖြစ်တဲ့မဲ့အလဲဖော်အလဲကိုရအောင် လုပ်လို့မို့အဲ့ဒီပစ္စည်းတွေဒီတကယ်အယောင်လင်းပစ္စည်းပဲဒါအယောင်လင်းပစ္စည်းရဲ့သဘောတဘာကအဲဒုတိယကြတော့အမောင်တွင်းပစ္စည်း ပစ္စည်းဥစ္စာတွေမိမိတို့ပိုင်တတ်တဲ့ပစ္စည်းဥစ္စာတွေမိမိတို့ကိုယ်တိုင်းလည်းပဲမသုံးရမဆွဲရဒါသိမ့်တတ်တယ်။ဒေကာနေ့ကြတော့အဲ့ဒီပစ္စည်းဥစ္စာတွေဆွဲပြီးတော့အဲ့ဒီပစ္စည်းဥစ္စာတွေကိုတန်တပြီးတော့ဆွဲလန်းပြီးတော့ဒီလိုများသေသွားကြပြီဆိုရင်အဲ့ဒီလောဘတဏှာကြောင့်ဘောဂတဏှာကြောင့်အများအပြားတတ္တဝါတွေဟာ ုဆဆောင်တွေပိတ်တာတွေဒါပစ္စည်းနာမှာဒီလိုသွားဖြစ်ကြတယ်ဒါအပေပဲအပေလေးပါရောက်သွားတာပစ္စည်းကိုအကြောင်းပြုပြီးတော့အမောင်ဘဝကို ရောက်သွားတယ်ဘာကြောင့်သူအမောင်ဘဝကို ရောက်တာလဲအဲ့ဒီပစ္စည်းကြောင့်ပဲအဲ့ဒီပစ္စည်းသည် သူ့ကို အမောင်ဘဝကိုတွန်းပို့လိုက်တယ်အာဒီလိုမှမဟုတ်ရင်လည်းမိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေ မကောင်းမှုဒုစရိုက်တွေမှာအသုံးချပြီးတော့မိမိတို့ကဆောင်ရွက်ကြတယ်လှုပ်တဲ့လှုပ်တဲ့မကောင်းမှုဒုစရိုက်တွေအဲ့ဒီမကောင်းမှုဒုစရိုက်တွေမှာမိမိတို့ချွေးနဲ့သွေးနဲ့ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေမကောင်းမကောင်းမှုဒုစရိုက်တွေမှာအသုံးချပြီးဆိုရင်အဲ့ဒီအသုံးချလိုက်တဲ့ပစ္စည်းဥစ္စာတွေကြောင့်မိမိတို့ဘဝတန်တရာမှာ အကျိုးပေးလာတဲ့အခါမှာအပေလေးပါရောက်ပါမယ် ီလိုအပယ်လေးပါးကို ရောက်ရောက်သွားတဲ့ရောက်လာအောင်တွန်းအားပေးလိုက်တဲ့ပစ္စည်းကမိမိတို့ကိုယ်တိုင် ပိုင်ဆိုင်ကြပြီတော့မိမိတို့ကိုယ်တိုင် အသုံးပြုခဲ့တဲ့ပစ္စည်းတွေပဲကဲဒီတော့ပစ္စည်းဥစ္စာကိုမြတ်စွာဘုရားကနှမျိုးခွဲတဲ့နှမျိုးခွဲပြတော်မူတဲ့အယောင်လဲပစ္စည်းရဲ့အမှောင်တွင်ပစ္စည်းရဲ့အဲ့ဒီတွေကပညာရှိ သူတော်ကောင်း မဉ္ဇဏ်ပုံညာနိဗ္ဗာန်ကိုလိုလားတဲ့ပုဂ္ဂိုလ်တွေသည်မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအဖြစ်နိုင်ဆုံးအယောင်လင်းပစ္စည်းဖြစ်အောင်ကြိုးစားတတ်ရတယ်။ဒါမြတ်စွာဘုရားတရားဓမ္မပေါင်းသူတို့ကောင်းတွေကိုအတိပေးခြင်းနဲ့စကားအဲ့ဒါပဲ။မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအတတ်နိုင်ဆုံးအယောင်လင်းပစ္စည်းဖြစ်အောင်ကြိုးစားကြ။ဒီနေ့ ပိုလောင်တဲ့တန်းမိသားစုတွေကြောင်းနဲ့ကြောင်းမှာတည်င်းသုံးတော်မူကြတဲ့တန်ဃာတို့များကိုတန်ဃာတို့တွေမပင်ပန်းချမ်းချမ်းသာသာနဲ့ကတိန်လျာသင်္ကန်းကိုလက်ခံပြီးတော့ချမ်းချမ်းသာသာတည်င်းသုံးနိုင်ဖို့နဝကမ္မတွေလူတန်းထောက်ပံ့ကြတယ်ဒါမိမိတို့ပိုင်တဲ့ပစ္စည်းဥစ္စာကိုဆွန့်လွတ်ပြီးတော့ဒါလူတန်းကြတာ အဲ့တော့ဒီကုသိုလ်ကောင်းမှုကြောင့်ဒီအလုပ်ကြောင့်မိမိတို့ရလာမဲ့အကျိုးတရားသည်ဒီလိုကုသိုလ်ကောင်းမှုလုပ်လို့အပေရောက်သွားတယ်ဆိုတာဘယ်တော့မှမရှိဘူးဒီကုသိုလ်ကောင်းမှုကအကျိုးပေးရဲ့လူဘဝနိုင်ဘဝဒီအကျိုးတွေကိုပေးမှာပဲအဲ့တော့လူဘဝနတ်ဘဝဆိုတာဇောတိအယောင်လဲတဲ့ဘဝတွေမိမိတို့ကပစ္စည်းဥစ္စာကို အသုံးပြုတ်တတ်လို့အသုံးချတတ်လို့ဒါဒီလိုအကျိုးတရားတွေကို ရမှာအဲကြောင့်မလို့မိမိတို့ဒီနေ့လုပ်နေတဲ့အလုပ်ဒီဖျားခြင်းဖြစ်စေခြင်းနဲ့အယောင်လဲပစ္စည်းဖြစ်အောင်မိမိတို့ဆောင်ရွက်နေတယ်ဒီလိုမိမိတို့အလုပ်ကိုမိမိတို့နားလည်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါမယ်အဲ့တော့ဒီလိုမိမိတို့ပိုင်တဲ့ပစ္စည်းဥစ္စာတွေဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို အယောင်လဲပစ္စည်းဖြစ်အောင်အမောင်တွင်းပစ္စည်းဖြစ်အောင်ဆောင်ရွက်သွားတဲ့ဒါတာဒကတွေရှိပါတယ်ကိုတရားနာနေတဲ့ဒကာကြီးဒကမကြီးတွေအလုံးကြောက်ဘူးပါတယ်ဘုရားလက်ထက်တို့ကအနာတပိန်တထေတို့ဝိတာကအကြောင်းဒကမကြီးတို့ဒါကြောက်ဘူးကြပါတယ်သူတို့ပိုင်နေပစ္စည်းဥစ္စာတွေအကုန်ကြခံပြီးတော့သူတို့ပစ္စည်းတွေကိုအကုန်ကြခံပြီးတော့ကြောင်းဆောက်ပြီးတော့ ဘုရားမူတဲ့တန်ဃာတို့တွေကို သူတို့လှူဒန်းသွားကြတယ်သူတို့ရဲ့ပစ္စည်းကို အသုံးချသွားကြတာဒီလိုအသုံးချလိုက်သောအဖြစ်သူတို့ပစ္စုပန်ဘဝမှာလည်းပဲเจ้าတကာเจ้าအမအဖြစ်နဲ့ဘယ်နေရာသွားသွားဘယ်နေရာလာလာဘယ်နေရာမှာနေနေသူတို့မျက်နှာပွင့်တယ်သူတို့ရဲ့ဂုံတဲ့နေကြော်စောပြီးတော့ ဒါအယောင်လဲနာပဲပြုစုပံဘုရားမှာလည်းပဲအယောင်တဝင်းဝင်းနဲ့သူတို့နေသွားကြတယ်။ဟောတန္တရာခရီးဒီဘုရားကသူတို့ကွယ်လွန်သွားတော့ပဲရောက်သွားကြလဲ၊နတ်ပြည်ရောက်သွားကြတယ်။နတ်ပြည်နိုင်လောကရောက်သွားကြတယ်။သူတို့ပိုင်တဲ့ပစ္စည်းကိုကြကြနန္နာအသုံးချလိုက်တော့ပြုစုပံဘုရားမှာလည်းပဲသူတို့အယောင်တဝင်းဝင်းနဲ့တန်နေသွားနိုင်ကြတယ်။ကွယ်လွန်ပြီးတဲ့နောက်မှာလည်းပဲသူတို့ နိုင်ပြည်နိုင်လောကရောက်ပြီးတော့အထက်တန်းဘဝမှာအယုံတလင်းလင်းနဲ့သူတို့နေနိုင်ပွားကြတယ်ဒါတင်လားဆိုတော့မဟုတ်ဘူးသူတို့မှာဘုရားရှင်ရဲ့ဆိုဆုံးမှဩဝါဒတရားတွေနာယူပြီးတော့သောတာပတ္တိမဲ့ဖို့ဒီတရားတွေကိုသူတို့ရသွားကြတယ်သောတာပတ္တိမဲ့အလင်းဖို့အလင်းဒီအလင်းတွေကိုရပြီးတော့သူတို့ဟာခုနှစ်ဘဝပဲတန်ត្រာမှာ ပြင်လဲရတော့မယ်ခုနဘဝပြီးတည်နေတဲ့ပြိုင်နဲ့သူတို့ဟာအရတမဲ့ဖို့အလင်းကိုရပြီးတော့ဘဝအဆုံးသတ်သွားကြတော့မယ်ဒီတော့ပစ္စည်းဥစ္စာကိုအသုံးချတတ်တဲ့ပုဂ္ဂိုလ်တွေကသူတို့ရဲ့ပစ္စည်းဥစ္စာကိုကြကြနာနာအသုံးချသွားတော့ပစ္စုပန်ဘဝမှာလည်းပဲအယောင်လင်းတယ်တန္တရာမှာလည်းပဲအယောင်လင်းတယ်နောက်ဆုံး မဲ့အလင်းဖို့အလင်းနဲ့ဘဝအဆုံးတိုက်အောင်သူတို့လောက်သွားနိုင်ကြတယ်။ဒါပစ္စည်းကိုအတုံးချတတ်တဲ့ပုဂ္ဂိုလ်တွေကဲအတုံးမချတတ်တဲ့ပုဂ္ဂိုလ်တွေအမှောင်ကိုဆွဲပို့တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုတော့ရှိတယ်။ကိုဘုန်းကြီးပြောတဲ့အဘုဒ္ဓကတိတိဒါအဲ့ဒီအဘုဒ္ဓကတိတိဆိုတာဂရေ80ဒါစံတာတယ်မစားရမတောက်ရဲ့ သူ့ဇနီးကလည်းကွယ်လွန်သွားပြီသူ့မှာသားသမီးမရှိဘူးသူ့တယောက်တည်းဘသူ့ကိုမှလည်းမပေးဘူးသူ့ကိုယ်တိုင်လည်းကောင်းကောင်းမစားဘူးကောင်းကောင်းမနေဘူးပစ္စည်းဥစ္စာတွေကိုဒါပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေကိုသူ့မှာဘလောက်ပိုင်တယ်ဘလောက်ရှိတယ်ဒါနဲ့ပဲသူ့မှာဘဝတည်တည်တာနေသွားတာ ကဲကွယ်လွန်သွားတော့အမွေခံပစ္စည်းမရှိတော့ဘယင်ကောသလားကဒီပစ္စည်းဥစ္စာတွေကအကုန်နန်းတော်ဘန်းတော်ပြည်သူပိုင်းဖြစ်နေသိပြီးတော့နန်းတော်ကိုယူသွားရတယ်အဲ့တော့ဒီပစ္စည်းဥစ္စာတွေဒီသူကိုယ်တိုင်လည်းပဲပစ္စုပန်ဘဝမှာ ချမ်းချမ်းသာသာမတုံလိုက်ရဘူးဘာကုသိုလ်ကောင်းမှုမှလည်းသူ့တန်တရာအတွက်လုံးမသွားရဘူးဘုရားရှင် အဝတိပြစေတဝန်ကြောင့်မှတည်င်းသုံးတော်မူနေတဲ့ဘောပါယုံကြောင့်မှတည်င်းသုံးတော်မူနေပါရဲ့နဲ့တမျိုးတည်းမှနေပြီးတော့ဒီလောက်ပစ္စည်းဥစ္စာတွေချမ်းသာပါရဲ့နဲ့ဘုရားကိုဆွန်းတကမလောင်ဘူးတန်ဃာတို့တွေကိုဆွန်းတကမလောင်ဘူးသူကိုယ်တိုင်တောင်မှသူ့သူတောင်မှဒါအမတန်နှမျောပြီးတော့ဝန်တိုပြီးတော့ဒီလိုနေတဲ့ပုဂ္ဂိုလ်ကဲသူသေးတော့ပဲရောက်သွားလဲဥဒ္ဒတာငရေကိုကြာသွားတယ် သူမှာဘာဒါနာမှမပါခဲ့ဘူးဘာသီလမှမပါပါသွားဘူးဘာဘာဝနာမှမပါသွားဘူးရှိတဲ့ပစ္စည်းဥစ္စာတွေကိုလည်းမသုံးရမစွဲရဒီလိုနဲ့ပိုင်သမျှပစ္စည်းဥစ္စာတွေဆိုင်သမျှပစ္စည်းဥစ္စာတွေကိုမသုံးတတ်မစွဲတတ်မပြုတ်လောက်တတ်တော့သူပစ္စုပန်ဘဝမှာလည်းရှုံးတန်တရာမှာလည်းပဲဒီဘဝကကိုယ်လွန်တော့အပယ်လေးပါးကိုဒီပစ္စည်းဥစ္စာတွေကပဲဆွဲကြသွားတာ ဒါအမောင်းတွင်းကိုဆွဲကြတဲ့ပစ္စည်းဥစ္စာနောက်တစ်ခုရှိသေးတယ်ဒကာကြီးဒကာမကြီးတွေကြားပူကြပါတယ်ဒုသနာသောဆိုတာကောသလမင်းကြီးရဲ့ညတကုံရမှာတည်နိုးလာတော့ဒုသနာသောဆိုပြီးတော့အတန်အတန်ကြောက်စရာကောင်းတဲ့အတန်အိုဟစ်ပြီးတော့ တယောက်ကဒုတယောက်ကနတယောက်ကဒုတနတော့ဆိုပြီးတော့တယောက်ချင်းစကားတခွန်းစီပြောပြောပြီးတော့အတန်ပြောက်သွားတယ်ညအတန်ဆိုတော့အင်မတန်လဲကျဲတယ်အဘိယံကြီးကကြောက်လန့်ပြီးတော့ဘာတန်ပါလိသူ့များဒုက္ခပင်မဲ့အတန်လားဆိုမနဲ့ကြတော့အမတ်တွေကိုခေါ်ပြီးတော့အဲ့ဒီအကြောင်းကိုပြောတဲ့အခါမှာပုံနာတွေက ူတို့လက်လာပါလို့ရင်လို့ဟာအရှင်မင်းကြီးကိုဒုက္ခပေးမဲ့အတန်ပဲအဲကြောင့်မလို့တရားကိုရစ်ရစ်ပူဇော်ပြီးတော့ဒါဖြစ်ပြောက်ရမယ်ဒီလိုပြောကြတဲ့ကမှာအဲ့ဒီအကြောင်းကိုမန္လိကသိတယ်မန္လိကမိဖုရားကြီးသိတယ်မန္လိကမိဖုရားကြီးကဘယင်စီသွားပြီးတော့ပြောတယ်အရှင်မင်းကြီးဒီလိုကိစ္စဆိုတာဒီပုံနာတွေနဲ့ဘာမှမဆိုင်ဘူး ဘုရားရှင်ဇေတဝန်เจ้าမှာတည်ထင်သုံးတော်မူနေတယ်ဘုရားရှင်စီသွားပြီးတော့အကျိုးကြောင့်သွားမိမယ်ဆိုပြီးတော့ဘရင်ကြီးကို ခေါ်ပြီးတော့ဘုရားစီရောက်လာတယ်ဘုရားကိုလျှောက်တယ်ဒီเจ้าအဲ့တော့ဘုရားရှင်ကပြောတယ်အရှင်မင်းကြီးနဲ့ဘာမှမဆိုင်ဘူးတဲ့ဒီဟာအပင်ငရဲမှာရောက်နေတဲ့ငရဲသားတွေက သူတို့ရဲ့ဘဝကို အမတန်ကြောက်လန့်ပြီးတော့ သူတို့ခံစားနေရတဲ့အခြေအနေမျိုးကိုမထိန်နိုင်မသိနိုင်ဖြစ်ပြီးတော့ပြောရတဲ့စကားကိုတောင်းမှအကုန်လုံးမပြောနိုင်ပဲနဲ့တယောက်ကတခွန်းပဲပြောနိုင်တယ်ဒီလိုအခြေအနေမျိုးဖြစ်နေကြတဲ့သူတွေရဲ့အတန်းဖြစ်ပါတယ်အရှင်မင်းကြီးနဲ့ဘာမှမဆိုင်ဘူးကြည်တော့ဒီပုံကိုယ်တွေငရဲမှာတခွန်းတခွန်းပဲပြောပြီးတော့ငရဲကိုပြန်ပြီးတော့ငရဲအိုးတွေပြန်ဆင်းသွားရတဲ့ပုံကိုယ်တွေက ဘာတွေလဲဆိုတာကိုမြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်။အဲ့ဒီပုံကိုယ်တွေဟာတထေသ၄ယောက်။အဲ့ဒီသာဝတိမြို့ကပဲတထေသ၄ယောက်။အဲ့ဒီတထေသတွေပစ္စည်းဥစ္စာတွေပြည့်စုံကြတော့တငယ်ချင်း၄ယောက်တိုင်ပင်ပြီးတော့တယောက်ဆိုပါတော့သိန်းတရာစီစု။အဲ့သိန်းတရာစုပြီးတော့သိန်း၄ရာရတော့ဘာလို့ဘာလို့မလဲ။ အပျော်ပါတောက်ကြစားကြမူကြရေးကြအပျော်ပါရေးဒီပဲလိုက်စားတာဘာကုသိုလ်မှမလုပ်ဘူးဘာသီလမှမဆောင်ဘူးအဲကုံသွားပြီလားပစ္စည်းဒီတရားစီစုရတာကုံသွားပြီလားကုံသွားပြီနောက်ထပ်စုဒီလိုနဲ့သူတို့ပန်းဆိုင်တဲ့မြပစ္စည်းဥစ္စာတွေကိုအပျော်ပါနဲ့သူတို့ပျော်ပါခဲ့ကြတယ်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲသူတို့လေးအောင်လုံးတည်သွားတော့ဥဒ္ဒရငရေမှာ ရောက်ပါတယ်အဲ့ဒီငရေမှာကြာနေတဲ့ခါမှာအဲ့ဒီငရေကလည်းပဲတန်ရီဘူးငရေငရေထိတ်ဝကနေပြီးတော့အောက်ကိုတိရောက်အနှစ်300ကျတယ်အဲ့ဒီအောက်ကိုရောက်သွားတဲ့ခါမှာအပေါ်ကိုပြန်တက်လာတော့အနှစ်300အနှစ်600အဲ့ဒီငရေသားတွေကအနှစ်600ကျလို့ ငရဲနှခန့်ကိုရောက်တဲ့အခါမှာတယောက်ကိုတယောက်မျက်နှာကို မြင်လိုက်ရတော့သူတို့အတိတ်ဘုကသူတို့လောက်ခဲ့တဲ့ကိစ္စတွေကိုသတိရပြီးတော့တယောက်ကိုတယောက်ပြောကြတယ်ပြောကြပေမဲ့လို့တခွန်းစီပဲပြောနိုင်ပြီးတော့ပြန်မြုပ်သွားကြတာပထမတယောက်ကဒုဒုပစ္စည်းဥစ္စာတွေရှိပါရဲ့နဲ့ဒါဒုဇီဝိတာမဇီဝိမရေတန်ဒီအတ္တနာမတိတို့မှာပစ္စည်းဥစ္စာတွေရှိပါရဲ့နဲ့ဘုရားရှင်နဲ့တကွာအတန်ဃာတို့တွေ ဒီသာဒီဒီသာဝတိမြို့မှာရှိပါရင်တို့ဘာဘာကုသိုလ်ကောင်းမှုမှမလုပ်ပဲနဲ့အပျော်အပ လိုက်စားပြီးတော့တို့ဘဝကုံဆုံးကြရတယ်မိုက်လိုက်တာဆိုပြီးတော့သူ့ဘဝကိုတငယ်ချင်းတွေကို ပြောခြင်းရဲ့နဲ့တခွန်းပဲပြောပြီးတော့ပြန်မြုပ်သွားတယ်ဒါတို့နောက်သဒုတိယပုဂ္ဂိုလ်တတိဝတ္တဒါဟိတာနိပရိပုဏာနိတပ်ပါတော့သူ့တငယ်ချင်း၃ယောက်ကိုလှမ်းပြီးတော့သူကပြောတယ် မိတ်ဆွေတို့တို့ဒီငရဲတွေမှာကြာတာအနှစ်6000တောင်ရှိသွားပြီဘယ်တော့မှလွတ်ပါမလဲအဲ့ဒီစကားကိုပြောကြတယ်ဓာတုတ္တိယပုဂ္ဂိုလ်ကတ္တရိယပုဂ္ဂိုလ်နနတ္တိအန္တော ကုတ္တအန္တောနတ်အန္တောပฏิဒိဋ္ဌတိမိတ်ဆွေတို့တို့အနှစ်6000ရှိနေပြီဘယ်တော့လွတ်မှာဆိုတာဘာအမှခံခြင်းမှမရှိသေးဘူးဘလောက်များကြာမှမသိဘူးဒါကိုပြောကြတယ် ပြောကြင်မင်းလဲနဆိုတဲ့တလုံးပဲပြောပြီးတော့မြုပ်သွားတာအတ္တစဒုဒ္ဒတော့တော့လို့ပြောပြီးတော့မြုပ်သွားတဲ့ပုဂ္ဂိုလ်ပြောကြင်တာကတော့တောဟန်နုနဣတောကံတွာယောနီလိုက်တာနမာနုတိဝတေညူသီလသံပန်သောကာမိကုသလံဘောဒီဘဝကလွတ်ပြီးတော့လူဘဝကိုများတကယ်လို့ရောက်ခဲ့ရင်အကုသို့ဆိုရင်ဘာအကုသို့မှမလုပ်တော့ဘူး ကုသိုလ်ပဲလုပ်ပါတော့မယ်လို့ပြောကြတယ်။ဒါမဲ့လို့သူပြောခွင့်မရခဲ့ဘူး။တော့ဆိုပြီးတခွန်းပြောပြီးတော့မြုပ်သွားတယ်။အဲသူတို့ဒီလိုဒုက္ခရောက်တာဘာကြောင့်လဲ။ပစ္စည်းဥစ္စာကြောင့်ပဲ။ဒီပစ္စည်းဥစ္စာဒီသူတို့ကိုငရဲကိုဆွဲချလိုက်တာအမှောင်တွင်းပစ္စည်း개တီတော့အကျဉ်းချုပ်ပြီးပြောပါမယ်။မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာဒီ အယောင်လင်းအောင်လုပ်ပေးတဲ့ပစ္စည်းနဲ့အမောင်တွင်းကိုဆွဲကြတဲ့ပစ္စည်းဆိုပြီးတော့ပစ္စည်းနှမျိုးရှိတယ်။အဲ့ဒီပစ္စည်းနှမျိုးတွေကမိမိတို့သည် စွန့်နိုင်သမျှအယောင်လင်းပစ္စည်းဖြစ်အောင်ဆောင်ရွက်ကြကြတဲ့ဆောင်ရွက်ကြကြတာအချိန်ချင်းဆောင်ရွက်ကြကြတဲ့ခုလည်းပဲဒီနှစ်မှာလည်းပဲမိမိတို့ရဲ့ပစ္စည်းဥစ္စာပစ္စုပန်ဘဝမှာလည်းအယောင်လင်းအန္တရာမှာလည်းပဲအယောင်လင်းနောက်ဆုံးမှာမေညာပုံညာ အလင်းတွေကိုရပါစေဆိုတဲ့ကြီးပဲကျင့်နေမိမိတို့အယောင်လင်းပစ္စည်းတွေဖြစ်အောင်ဆောင်ရွက်ကြတယ်အဲ့တော့မိမိတို့ရဲ့နှလုံးသားတွေမှာအယောင်လင်းပစ္စည်းဖြစ်အောင်ဆောင်ရွက်တဲ့ကုသိုလ်စေတနာတွေမြောင်မြောက်စွာရတာပါပြီအဲ့ဒီကုသိုလ်စေတနာတွေကို30တပုံသားတက်တူပါတယ်လည်းပဲမိမိတို့ဤသူဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပြီးတော့အယောင်လင်းပစ္စည်းတွေအတူတူလေးရကြပါစေဒီလို့ အာယုံပြုဆုတောင်းမိတော့ရေစဲချအမြှဝေရအောင်ကဲရေစဲခွက်ကန်းရက်ကဲအလုံးလိုက်ဆိုအရှင်ဘုရားတပြည့်တော်များသည်ဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်ကြသည့်အလျော်စွာယနေ့ဖို့၌ရွှေပြည်သားမြို့နယ် မောဟိန်လံစစ်တဲ့ညရက်ွက်ကံကြီးနောင်ကြောင်း၌တရင်သုံးတော်မူကြသောတန်ဃာတို့များအလကောင်းကြောက်တမ်းမြို့မြိုင်သားရတရက်ွက်တစ္ဆာအောင်မြေကျောင်းတိုင်း၌တရင်သုံးတော်မူကြသောတန်ဃာတို့များအလကောင်းကတိန်လျာသင်္ကန်းကို နိဗ္ဗာန်ရည်မှလူတိုင်းကြပါ၏တန်ဃာတို့များဆွန်းစားရှိသောလူတိုင်းဘွေရာအပြာပြာတို့ကိုလူတိုင်းကြပါ၏တရဏဂု၃ပါးနှင့်တကွ၅ပါးသီလစောက်တည်ကြပါ၏ဟောပြအပ်သောတရားတို့ကို နာယူကြပါ၏တပြည့်တော်တို့ဤဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြအထောက်ပံ့ကဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအနန္တကျေးဇူးရှင်မိခင်ဘာခင်ဆရာသခင်ကျေးဇူးရှင်တို့အလကကြွားရောက်လာတော့ပြိတ္တအပေါင်း ူတော်ကောင်းတို့အား၎င်းဤကြောင်းတိုက်ဤပဝန်းကျင်အနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းအာသနာဆောင်၌လောကပါဠ၌ပကြမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍30တပုံသား တတ်တော်များအားအမြအမြပြေဝေငှပါ၏တတ်တော်အလုံးအမြရ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကဲအမြဝေအလုံးကြာကြာသမျှအမြအမြအမြ ยุโรมุจาบากงโลตาดุตาดุตาดุอาลุจาจาตมยะอเมยะอเมยะอเมยะยุโรมุจาบากงโลตาดุตาดุตาดุอาลุจาจาตมยะอเมยะอเมยะอเมยะ ယူတော်မူကြပါကုန်လောတာတုတာ